မီလီယနာထရေးကြီးရဲ့သားကဆေးတစဆေးရုံကယူနေတဲ့ကောင်မလေးကိုမှချစ်မိသွားတယ်။ဂျီဟာချမ်းသာတဲ့မိသားစုကမွေးဖွားလာတဲ့သူဖြစ်ပေမဲ့အိမ်ဘော်ကဆင်းပြီးတော့လော့စ်အိန်ဂျလိမှာနေတဲ့သူပါ။ဒါပေမဲ့လို့အရက်တော့လောင်းကစားလုပ်တဲ့အကျွေးတွေကပြနေတာကြောင့်ဆေးတစဆေးရုံတန်ရှင်းရေးဝင်လို့ရပါတယ်။ဒီနေ့တော့ဘာတခုမှသူ့ရဲ့အကျွေးရှင်လူမိုက်ကမင်းတီတောက်ကြနေမှအကျွေးမပေးနိုင်ဘူးဆိုရင်အသက်ခံရပြီလို့သာမှတ်လိုက်တော့ဆိုပြီးတော့ပြောသွားတာကြောင့်သူ့ရဲ့လောကပေါ်ရာစီမှာထပ်ပြီးတော့ခြေကြည့်ပါ යි ။ဒါပေမဲ့လို့အဲ့ဒီကောင်ကလည်းငမွဲပဲဆိုတော့သူ့ကို မင်းရဲ့ညီမင်္ဂလာဆောင်မှာတွားပြီးတော့မင်းရဲ့ father ကြီးစီကနေပတ်စံတောင်းလိုက်ပေါ်ဆိုပြီးတော့ဒါအချံပေးခဲ့ပါပြီ။ဒါကြောင့်မလို့ဂျေကလည်း father ကြီးလို့ရှိရဲ့ new orleans ကိုဖုန်းဆက်ပြီးတော့သူ့ညီရဲ့မင်္ဂလာပွဲကိုပြန်လာပြီးတော့တက်မယ်ဆိုတဲ့အကြောင်းကိုပါပြောလိုက်ပါပြီ။နောက်ပြီးတော့သူကအခုစိတ်တဆဆေးရုံကိုစီမံအုပ်ချုပ်ရတဲ့အစင်းထီကိုယာရူးကြီးနေပြီဆိုတာနဲ့သူ့မှာခက်ချက်ချော့တူနာပြီးချစ်သူလေးပါရှိနေပြီလို့ဟဲ့ကြီးဟန်ကြီးကိုလှုပ်ပြီးတော့လင်လိုက်ပါပြီ။ဒါပေမဲ့လို့ father ကြီးကတော့ဒါဆိုရင်သူ့ရဲ့ချစ်သူကိုပါခေါ်ခဲ့ဆိုတော့ဂျေကတော့တိုက်ပတ်ပါပြီ။ ဒါကြောင့်မလို့တူနာပြူတွေကိုလိုင်းမေးကြည့်ပေမဲ့သူ့လိုမျိုးလောင်ကစားသမားကိုဘသူကမှတော့လက်မခံခဲ့ကြပါဘူး။ဒါအပြင်လူနာဒီယောက်ကိုမဟုတ်တဲ့စာအုပ်တွေနဲ့ရှက်ကီပလေးကိုဖန်တီးပေးလို့ဆိုပြီးတော့ဆရာဝန်ဖာတင်မန်ကလည်းသူ့ရဲ့ဆေးဝေဒနာရှင်လူနာရီနဲ့မပတ်သက်ဖို့ခြေကိုတရီပေးနေခဲ့ပါရင်နောက်တော့ဆေးရုံကိုအမေတည်သွားပြီဆိုတဲ့နောက်ကြောင်းနဲ့ဒေစီဆိုတဲ့လူနာကလည်းရောက်လာပါရင်သူမကတော့သူ့ရဲ့အမေ၆လက်မှာကိုစိုးရိမ်နေတာပဲဖြစ်ပါရင်အဲ့ဒီညမှာတော့ဒေစီကိုဆရာဝန်ယူယူနေတဲ့ဆေးဝေဒနာရှင်ကဆရာဝန်ရောက်ဆောင်ပြီးတော့ဆေးထိုးနေတော့ခြေကတော့ဝင်ခဲ့လိုက်ပါရင်နောက်တော့ခြေကတော့ထွက်လာခဲ့တယ် ထိုင်လန်နေတဲ့ဒေးစီဟာသူနဲ့လိုက်မယ်ဆိုပြီးတော့ပါထွက်လာပါတယ်။ဒါပေမဲ့လေဂျေကတော့မလိုက်နဲ့ဆိုပြီးတော့တားပင်မယ်ဘလို့မှကိုမရပဲပိကက်ကက်လုံးနေတာကြောင့်သူသွားမဲ့ကလပ်ကိုသူခေါ်လာလိုက်ရပါတယ်။ဟိုရောက်တဲ့ဂျေကသူ့ရဲ့ချစ်သူအဖြစ်ကိုဟန်ဆောင်ပြီးတော့ခေါ်သွားခဲ့ပြီးကလပ်ကအကမဲ့လေးတွေကိုပါလိုက်စီယုံပေးမယ်။တယောက်မှကတော့သူ့ကိုစိတ်မဝင်စားပါဘူး။အဲ့ဒီအချိန်ဒေးစီကတော့ကားရဲစင်ပေါ်တက်ပြီးတော့ဟိုလျှောက်ကဒီလျှောက်ကနဲ့တောင်းညက်နေတဲ့ကလပ်လုံးညုံကြီးကလည်းသူ့ကိုကလပ်ထဲကနေကိုနှင်ထုတ်လိုက်ပါတယ်။နောက်တော့ဂျေကတော့ဒေးစီကိုချစ်သူအဖြစ်ကိုဟန်ဆောင်ဖို့ခေါ်သွားဖို့ကိုအကြံရသွားပါပြီ။ ဒီလိုနဲ့ပဲလေဆေးကိုသွားတဲ့လမ်းမှာဒေစီကိုသူ့ရဲ့မိဘတွေရှိမှသူနာပြုချစ်သူအဖြစ်ကိုဟန်ဆောင်ပေးဖို့ပြောပါရင်ဒေစီကတော့ဆေးရှုပ်ထွေးသွားပေမဲ့လေခြေပြောတဲ့အတိုင်းကိုလက်ခံပါရင်လင်းဘော်ကိုရောက်တဲ့အခါမှာပြဿနာမှလေဒေစီကတမျိုးပြီးတမျိုးကိုပြဿနာထပ်ထားရှာပါရင်တန်းစင်ကန်းထဲမှာအော်လို့အော်ဘေးခုံကလူအိတ်တဲ့အချိန်မှာမိတွေထားဖွင့်လို့ထားဖွင့်ပထမတန်းခုံတွေကိုသွားထိုင်လို့ထိုင်နေဂျီဒီယောက်ကတော့မျောတကောင်ထိန်ရတယ်လို့ကိုထိန်နေကြရပါရင် နယူးအောလန်ကိုရောက်တဲ့အခါမှာဂျေမီဘာရီနယ်ကိုမိတ်ဆက်ပေးပြီးညစာမစားခင်အနားယူဖို့ပြောလိုက်ပါတယ်။အရင်နောက်တော့ဂျီရဲ့ဖာသာကြီးကကိုတော်နယ်ကသူစုဆောင်ထားတဲ့ကားတွေကိုပြလိုက်ပြီးမင်းညာကမှဝယ်ထားတဲ့အိမ်ဖြစ်နေလို့ရတဲ့ရှာပါကားတွေကိုပါပြခဲ့ပါတယ်။ညစာစားဝဲကိုရောက်တဲ့အခါမှာညီဖြစ်တဲ့ Cherry ကလည်းဂျေးကိုလက်ရှိဘာလုပ်နေလဲဆိုပြီးတော့မေးတော့ဂျေးကတော့အကြီးဆုံးစေတစာဆေးရုံမှာ MDR ရူနဲ့လောက်ကင်နေတာလေးဆိုပြီးတော့ဆရာဂျေးစတိုင်နဲ့ပြလိုက်တော့ဒီစီကတော့ရှင်းမိသွားပါတယ်။နောက်တော့လုပ်ငန်းအသစ်တစ်ခုကိုစားလို့ဖို့ကိုယင်းနီလိုတာကြောင့်သူ့ကိုထုတ်ပေးဖို့ဖာသာကြီးကိုတောင်းလိုက်ပါတယ်။ အဲ့ဒါကိုကြတော့ father ကြီးကတော့တိတ်ပြီးတော့မချေးခြင်းပဲမယ်ဂစီကမှပတ်စံပေးခြင်းလာတဲ့ဂျေဘက်ကဝိုင်းပြောပေးခဲ့ပါတယ်ဒါတလေးမှဆင်တော့ဖြစ်မနေရောက်တဲ့အခါမှာသူတို့အရင်ရေချိုးကန်းကိုဒေစီကတန်ရှင်းရေးလုပ်ပေးနေတယ်လို့အမေဖြစ်သူကလာပြောလို့သွားမေးကြည့်တဲ့အခါဒေစီကတော့ဒါကသူ့ရဲ့နေစဉ်ကိစ္စဒူဝါကိုလုပ်ပေးနေတာပါဆိုပြီးတော့ဖြေခဲ့ပါတယ် ဒီစီကတော့ "तुम အမေဟာအချစ်ခံခြင်းရဲ့အိမ်မူကိစ္စလုပ်ပေးရတယ်လို့ပြောဘူးတယ်ဆိုပြီးတော့ပြောပါရင်။ဒါကြောင့် तुम ရဲ့အမေကို तुम ကိုယ်တိုင်တတ်ခဲ့ကြောင်းကိုဝန်ခံလိုက်ရတော့ဂျေးကလည်းလန့်သွားခဲ့ပါရင်။ခဏကြာမှဆွန်တော့ဖြင့်ဂျေးရဲ့အမေဟာမင်္ဂလာပွဲတက်ဖို့ဒီစီကို तुम ရဲ့ဘီရိုတွေကအဝေးစားလေးတစ်စုံနဲ့ကိုဆင်ပေးလိုက်ပါရင်။အဲဒီဝတ်စုံလေးနဲ့အရန်ကိုပါလှပလွန်နေတဲ့ဒီစီကိုမြင်လိုက်ရတဲ့ဂျေးဟာအရန်ကိုပါရင်ခုံသွားပါရင်။ဒါပေမဲ့လို့မင်္ဂလာပွဲလုပ်နေတဲ့အချိန်မှာကျဲထားတဲ့ brand တွေကိုဒီစီကပျော်ပြီးတော့လိုက်ကောက်နေလို့ဂျေးကတော့အချိန်မီကိုတားလိုက်ပြီးရှယ်ကွဲရအောင်လို့မလုပ်ဖို့ကိုပြောထားလိုက်ရပါရင်။ ညာဘက်ပါတီရောက်တဲ့အခါမှာဒေစီကတော့လူတိုင်းနဲ့ကိုတည့်အောင်လို့စကားလိုက်ပြောပါတယ်။ဒေစီကဂျေရဲ့ချစ်သူမှန်တီးကြတော့ဂျေကအရင်ကလူတယောက်ရဲ့မိန်းမနဲ့အိပ်ပြီးလောင်းကစားလို့အရင်တောက်တဲ့ကောင်လို့မကောင်းတဲ့ကောလာဟာလာတွေပြောလာကြပါတယ်။အဲ့ဒီညမှာတော့ဂျေရဲ့အဖေဟာဒေစီကိုဂျေရဲ့အလို့အစင်မှန်ကပါလဲဆိုပြီးတော့အတင်းကျပ်မေးလာတာကြောင့်ဒေစီကလည်းစိတ်ရှုပ်လာပြီးတော့ခေယောင်ကတန်းတွေနဲ့အချိန်နေဆိုးဝါးလာခဲ့ပြီးဂျီဟာလည်းသူမကိုအပြင်ခေါ်ထုတ်လာခဲ့ပြီးတော့သူ့အဖေကိုသူကတန်ရှင်ရဲ့ဒေစီကဆဲလူနာဖြစ်ကြောင်းပြောပြီးတော့ထွက်လာခဲ့ပါတယ်။သူ့ရဲ့အဖေကလည်းဒေါသထွက်ပြီးတော့ကြံနေကြပါတယ်။ နောက်တော့ဂျီဟာလည်းဒေစီကစိတ်ကြမ်းမရမကောင်းတဲ့သူဆိုရင်လေရင်စီးလို့မရမန်းကိုတိတာကြောင်းသူ့ဖေရဲ့အိမ်လိုမျိုးနေလို့ရတဲ့ကားအစ်တကြီးကိုခိုးလာပြီးတော့အဲ့ဒီကားနဲ့ပဲ Los Angeles ကိုပြန်လာခဲ့လိုက်ပါတယ်။လမ်းတစ်လျှောက်လုံးမှာဒေစီကတော့တတို့တနဲ့ပြောနေပြီးအငင်မနေရတာကြောင်းဂျီကတော့စိတ်ပူပြီးတော့ဖိစီခဲ့ရပါတယ်။ဒါကြောင့်မလို့သူ့ဘူရာယုံနဲ့ကိုသွားပြီးတော့သူ့ဖုန်းခနာကိုထပ်ပြောအောင်မယ်လို့ဆိုကာဂျီကိုဘူရာယုံမှာထားခဲ့ပါတယ်။နောက်တော့ကားသွားရောင်းပေမဲ့ဝယ်မဲ့သူကခိုးလာတယ်လို့ထင်တာကြောင့်မဝယ်ခဲ့ပါဘူး။ဒေါက်တာမာတင်မန်ကတော့သူ့ရဲ့လူနာကိုခေါ်သွားလို့စိတ်ဆိုးမယ်ဆိုနဲ့ဂျေစီကိုဖုန်းဆက်ပါတယ်။ ညာတပြည့်ပြည့်နဲ့လာတဲ့အချိန်မှာတော့ကားလေးကဒေစီရဲ့ဖက်နဲ့ကိုမြင်ပြီးအပြည့်ရှိတယ်လို့ခံစားသွားစီတာကြောင့်ပြန်ပြီးတော့လှည့်ခဲ့ပါတယ်။တဖက်မှာတော့ဗူရာယုံထဲမှာဘသူမှမကြံတော့တာကြောင့်လုံညုံရေးအရာရှိကဒေစီကိုကူညီဖို့ရောက်လာပေမဲ့ဒေစီကတော့မျက်နှာငယ်လေးနဲ့သူမရဲ့ချစ်သူကိုစောင်းလိုက်ပါဦးမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။အရန်ကပါညာနဲ့သွားတဲ့အခါမှာတော့ဒေစီဟာဝမ်းနဲ့စွာနဲ့ပဲသူမကိုအိမ်ပြန်ပို့ပေးဖို့လုံညုံရေးကိုတောက်ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှန်တယ်ကနေသူမရဲ့နောက်မှာခြေပြန်ရောက်လာတာကိုတွေ့ခဲ့ရပါတယ်။ခြေပြန်ရောက်လာတာကိုမြင်လိုက်ရတဲ့အခါမှာသူမဟာလည်းချက်ချင်းပဲကိုချမိသွားပါတယ်။ တော့ဒီနေ့မှဆင်တော့ပြင်သူတို့ကိုရဲတွေကလည်းလိုက်ဖမ်းလို့ပြေးခဲ့ရပါပဲသူတို့ဟာရဲကားကိုအဝေးပြေးလမ်းမပေါ်မှာမြင့်ချိဖက်ပြီးတော့ခြံထားနိုင်ခဲ့ပါတယ်အဲ့ဒီညတနေရာမှာကားရက်ပြီးတော့နားတော့လေရဲကားတစ်စီးကလာဆဲလို့ရဲတွေကိုကတ်တိုးလေးပက်ကြီးရိုက်ပြီးတော့မောင်းပြလာပါတယ်နောက်တော့စကန်ချတဲ့နေရာမှာတခြားစကန်ချတဲ့သူတွေနဲ့ပါမိတ်ဆွေဖွဲ့လိုက်ပါတယ်အဲ့ဒီညမှာတော့ဂျေးဟာလည်းအိတ်မပြောတာကြောင့်ဒေစီစီကိုစကားသွားပြောခဲ့ပါတယ်ဒေစီကတော့ဂျေးအရင်ကလူတယောက်နဲ့ဇနီးနဲ့အိတ်ခဲတဲ့ကောလာဟာလာတွေအကြောင်းကိုမေးတော့ဂျေးကတော့ရှင်းပြပါတယ် တကယ်တော့ဂျီဟာအဲ့ဒီမိမနဲ့အိဖို့ပတ်ဆက်နေအတင်းအကျပ်ကိုမှခိုင်းစေခံရတာဖြစ်ကြောင်းပြောပြပါ යි ခဏကြာပါဆန်တော့ဖြင့်သူတို့တွေဟာအိပ်ပျော်သွားပြပါ යි နောက်တနေ့မှတော့ခီးဆက်ကြပြီးတော့စီဆိုင်တစ်ဆိုင်မှာဝင်အိပ်လိုက်ပါ යි အဲ့ဒီမှာပဲဂျီကတော့ဒေစီကိုကောင်းမောင်းတင်ပေးဖို့လောက်ခဲ့ပြီမဲ့လို့ဒေစီကတော့သူမလုံးနိုင်ဘူးဆိုပြီးတော့ပြောပါ යි ဒါပေမဲ့လို့ပဲဂျီကတော့မင်းလုံးနိုင်ပါတယ်ဆိုပြီးတော့ပြောကတင်ပေးခဲ့ပါ යි အဲ့ဒီအချိန်သူတို့ပြန်မရောက်လာသေးလို့ဖုန်းဆက်လာတဲ့ဒေါက်တာဖာတင်မန်နဲ့စကားပြောရင်းနဲ့ဂျီကတော့သူတို့ပြန်နေတဲ့လမ်းမပေါ်မှာဆိုပြီးတော့ပါစကားကိုဒေစီကအမှတ်မထင်ကိုကြားသွားပါ යි ကြောင်မလို့သူမဟာဂျေးကိုစိတ်ဆိုးသွားခဲ့ပြီးတော့ကားကိုမောင်းထွက်သွားတဲ့အခါကိုတာနဲ့ကိုမှပြေးကျုံမိပါတယ်။ဒါလို့လည်းပဲဂျေးကလည်းသူမစိတ်တင်နေအောင်လို့ကိုကူညီပေးခဲ့ရပြန်ပါတယ်။ဂျေးဟာကောင်မလေးတွေပါဖြစ်နေတယ်ဆိုတာကိုပြန်မိခဲ့ပါတယ်။ဒေစီကတော့တ냐မှာသူမအမေရဲ့အော်တန်နဲ့သူမကို၆လက်နေတာကိုအဆက်မပြတ်ကိုကြားနေရတာကြောင့်သူမအမေနဲ့မတွေ့ချင်ခဲ့ပါဘူး။ဒါပေမဲ့လို့ခဏအကြာမှာဆိုရင်တော့ဖြင့်ဘာအကြောင်းပြချက်မှမရှိပဲအမေတည်ဆုံးသွားတာကိုသူမတွေ့ခဲ့ရတယ်။ အဲဒီနောက်မှာတော့သူမနေကောင်းနေပေမဲ့လည်းသူမကိုစေတစဆေးရုံကိုအပိုးခံခဲ့ရတယ်ဆိုတဲ့အကြောင်းရှင်းပြပါပါတယ်။ဒါကြောင့်မလို့ဂျေးသူမကိုစေရုံကိုပြန်ပို့မယ်ဆိုတာကိုခဏကတိလိုက်ရလို့တောင်းလို့သွားခဲ့တာပါ။ဒါကိုသိတော့ဂျေးကလည်းသူ့ကိုစေရုံပြန်မပို့တော့ပါဘူးဆိုပြီးတော့ခရီးပေးခဲ့ပါတယ်။ဒါပေမဲ့လို့ခဏကြာမှာတော့ရဲတွေကရောက်လာပြီးဂျေးကိုဖမ်းသွားခဲ့ပါတယ်။တဖက်မှာတော့ဂျေးရဲ့မိကသူ့ရဲ့ယောက်ျားကိုကိုယ့်ရဲ့သားကိုရဲပြန်တိုင်းတဲ့အတွက်ကိုစိတ်ပြက်ကပြောဆိုပါတယ်။ဒါပေမဲ့လို့နောက်တနေ့မှာဂျေးကိုထောင်ကနေလွှတ်ပေးခဲ့ပါတယ်။သူ့ကိုအာမခံပေးခဲ့တာကသူ့ရဲ့မိဘတွေဖြစ်နေမဲ့ဂျေးတွေ့ခဲ့ရပါတယ်။ ဂျီဟာသူ့ရဲ့တိုက်ခိုက်ကိုပြန်ရောက်တဲ့အခါမှာတိုက်ခိုက်အောက်မှာအကျွေးရှင်ဖေးစင်းရဲ့လူတွေကသူ့ကိုတပ်ဖို့စောင့်နေတာကိုတွေ့လိုက်ရတော့စေယုံစီကိုပြေးလာပါတယ်။ဒါပေမဲ့လို့ဒေါက်တာဖာတင်မန်ကသူ့ကိုပေးမဝင်တာကြောင့်သူ့ရဲ့ဘဝကိုသူစိတ်ပြက်ပြီးကိုကုကိုတက်တည်ဖို့ရထားလမ်းမှာတွားအိမ်နေပါတယ်။ဒါပေမဲ့လို့ရဲတယောက်ကခဲလိုက်ပြီးတော့ဆေးရုံကိုဖုံးဆက်ပေးလိုက်တာကြောင့်ဒေါက်တာဖာတင်မန်ကသူ့ကိုဒုတိယအခွင့်အရေးပြန်ပေးခဲ့ပါတယ်။ဒါပေမဲ့လို့ဂျေကတော့ဒေစီရဲ့အဖြစ်မှန်တွေကိုသိထားတာကြောင့်ဒေစီကလူကောင်းတယောက်မို့လို့ဆေးရုံဆေးဝယ်ပေးလိုက်ဖို့ဒေါက်တာကိုတောင်းဆိုပါတယ်။ဒေါက်တာဖာတင်မန်ကတော့ဒီစကားကြောင့်နည်းနည်းကိုစိတ်ဝေစိုးဝါဖြစ်သွားပါတယ်။ တမမလည်းဒေစီကသူမကိုဂျေးနဲ့ပေးမတွေ့ရအောင်ကိုနေရပါတယ်။အဲဒီညမှာတော့ဂျေးစေးရောခန်းထဲမှာအိတ်နေတော့ဗင်ဆင်ရဲ့လူတယောက်ကလက်ဘေးညစ်ပြီးတော့လာတက်ခဲ့ပါတယ်။ဒါပေမဲ့လို့တခြားသောလူသားတယောက်ကအနောက်ကနေကယ်ခဲ့ပါတယ်။နောက်ထပ်ဇဝင်ကန်တစ်ခုမှဆွန်တော့ပြင်မင်းညာကတိုက်ခိုက်မှုကြောင့်ဆေးရုံမှာကုသမှုခံယူနေရတဲ့ဂျေးစီကိုဒေါက်တာဗာဒီမန်ကရောက်လာခဲ့ပြီးတော့သူ့အထင်လွဲခဲ့တာတွေအတွက်ကိုတောင်းပန်ပါတယ်။ဂျေးပြောတာတွေကမှန်နေတယ်ဆိုတာကိုသူကလည်းသိသွားပါပြီ။တကယ်တော့ဒေစီကစေကျမ်းမကြီးချုံရင်းခဲ့တာမဟုတ်ပဲသူမရဲ့အမေကဒါစေကျမ်းမကြီးမကောင်းတဲ့သူတယောက်ဖြစ်ခဲ့တာပါ။ လိုနေပဲတောက်တာဟာဒေစီကိုရန်နေငယ်ကြဆောင်းကြည့်ပြီးတော့အဲ့ဒီနောက်မှာပဲဆေးရုံဆင်းခွင့်ပေးလိုက်တာကြောင့်သူမကတော့တူနာပြူရီနဲ့ဒေါက်တာကိုလိုက်ပြီးတော့နှုတ်ဆက်ပါတယ်။တစ်ဖက်မှာလည်းနလန်ပြန်ထူလာတဲ့ဂျေစီကိုသူ့ရဲ့ဖာသားကြီးကစားတဆောင်ပို့လာပြီးစားရင်းမှာမဲအကျွေးဆက်ဖို့တုံးလိုက်လို့ရေးထားကချက်လက်မဲ့တဆောင်ကိုပါထည့်ပေးလိုက်ပါတယ်။နောက်ပြီးတော့အင်ကိုပြန်လာဖို့လည်းခေါ်ထားပါတယ်။အဲ့ဒီနောက်မှာဆွန်တော့ပြင်ဂျီဟာလည်းဒေစီနဲ့တွေ့ခဲ့ပြီးတော့နှစ်ယောက်သားကတော့ယူရန်ဆိုတာပြောပတ်ခဲ့ကြပါတယ်။ပြီးတော့နောက်နဲ့ဆေးရုံကနေအတူထွက်လာပြီးတော့သူတို့ရဲ့ဘဝအတိတ်တစ်ခုကိုစတင်ခဲ့ကြပါတယ်။ အဆုံးထိလိုက်ပါကျေးဇူးပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ